မင်္ဂလာပါညီကိုတို့ Not Today Football Official Page ကနေကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုလေးကတော့စပိန်နဲ့ဂျော်ဂျီယာတို့ရဲ့ပွဲကိုပွဲချုပ်ခံမှန်းပြုလုပ်ပြီးသွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်တို့ Casistan နဲ့ Leicester နဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ Leicester နေနဲ့ဂိုးမရနိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့အာ Casistan Body နဲ့ဂိုးအောင်ဆော့ခဲ့တယ်2-3-0ဆိုကျွန်တော်တို့အနိုင်ရမယ့်အနေအထားမျိုးပေါ့လေဒါပေမဲ့4-0ဖြစ်သွားတယ်ဆိုတော့ကြောင့်မလို့ကျွန်တော်တို့တေးရလက်ထွက်သွားတယ်ဘော်ဒီ9နဲ့ဂိုးပေါင်းရှုံးတယ်ဆိုတဲ့အနေအထားမျိုး ဖြစ်သွားတယ်ပေါ့လေဆိုတော့ဒီနေ့ကတော့စပိန်နဲ့ဂျော်ဂျီယာပွဲအဲဒီနေ့အတွက်ကျွန်တော်အကြိုက်ဆုံးပွဲလို့ပြောလို့ရတယ်ပေါ့ဒါကြောင့်မို့လဲပိုဂျိုခံမန်းကိုကျွန်တော်တပွဲတည်းပဲတည်ပြီးတော့လုပ်ပေးလိုက်ပါတယ်ဆိုတော့ပိုဂျိုခံမန်းအစီအစဉ်လေးမစခင်မှာကျွန်တော်စီမ 1x နဲ့ပတ်သက်လို့အကောက်ဖွင့်တာ unit အသွင်းထုတ်လုပ်တာတွေလုပ်လို့ရပါတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram သို့မဟုတ် Fiber ကိုလာခဲ့ပြီးပါကျွန်တော် Current လောက်တာဆိုတော့ကြောင့်မို့ညီကိုတွေတရားရကန်တော့စိတ်ချယုံကြည်လို့ရတယ် Customer Service ကလည်းကျွန်တော် Current ခြင်တာဖြစ်ပါတယ်ညီကိုစီမ 1x အကောက်ဖွင့်ပြီးသားဆိုရင်လည်းကျွန်တော်စီမလာပြီးတော့အသွင်းထုတ်လုပ်လို့ရပါတယ်မနက် 10နိုင်လောက်ကနေမှည3နိုင်လောက်ထိကိုကျွန်တော်ရပါတယ်ကျွန်တော်ကလည်းလွတ်တာဖြစ်ပါတယ်ဝက်ခန့်ပါဗျဆိုတော့ကျွန်တော်ပိုလီကြောင်းအစားပြီးတော့ပြောလိုက်ရအောင်စပိန်နဲ့ဂျော်ဂျီယာဒီနေ့ရဲ့ပေါက်ကြီးကစပိန်ကနှလုံး90အရှုံးလောက်ပေးထားတယ်ဂိုးပေါင်းကြီးက3လုံး90အရှုံးဆိုတော့အာဘော်ဒီကြီးကနှလုံး90အရှုံးဂိုးပေါင်းကြီးက3လုံးအရှုံးလို့ပြောလို့ရတယ်အဲတခုရှိတာကစပိန်မှာကအာလူနာတွေများနေတယ်ပုံမှန်တိုက်စစ်ဆိုရင်တောင်ပံနှစ်ဖက်ကအာယာမဲနဲ့နီကိုလတ်ဝီလီယံဖြစ်မယ်ပြီးတော့ဒီမန်စီးတီးရဲ့ပင်တိုင်ဖြစ်တဲ့ အဲရိုဒီရိုဘာလို့လဲပါမမဟုတ်ဘူးဆွဲတဲ့ကြောင့်မလို့စပိန်အင်းနဲ့ဒီနေ့ပွဲမှာလူစင်းအခင်းချင်းအရာအင်ကွင်းမှာကန်ရမယ်ခြေပြင်းပြင်းလေးပြီးထားရဆိုပေမဲ့လည်းတိုက်စစ်ကအရင်ကြီးစုံနေရနေသားမျိုးလူတွေကွင်းလယ်မှာတိုက်စစ်တွေမှာအကုန်လုံးတောင်တောင်မီစုံနေရနေသားမျိုးတို့ကျွန်တော်တော့မမြင်မိဘူးစပိန်ကိုဒီနေ့ညပွဲအဲကူပြမယ်လို့မထင်ဘူးပေါ့လေပုံမှန်တားရာမဲတို့ဝီလီယန်တို့ရိုဒရီတို့လုံးဝအင်တိုက်အားတိုက်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဂျော်ဂျီယာကိုပြန်ကြည့်မယ်ဆိုရင်လည်း အာအရင်ကြီးအသိအသေးပုံစံမျိုးမဟုတ်ဘူးအနေထားတစ်ခုရှိတယ်ခံခံနိုင်စွမ်းရှိတယ်တုံကိုပြက်အောင်ရှုံးမဲ့အနေထားလောက်ထိမမြင်မယူပေါ့လေအာပုံမှန်ဆိုစပိန်ကလုံးဝလူစင်းအပြည့်စုံဆိုရင်တော့စပိန်ဘော်ဒီကကောင်းကောင်းကောင်းနိုင်ပေမဲ့ဒီနေ့မှာစပိန်ကလူနာတွေများနေရကြောင်မလို့အိမ်ကွန်းမှာအနိုင်သုံးမှတ်ရအောင်လောက်လေးပဲထင်းကန်သွားမယ်လို့ကျွန်တော်ကတော့ထင်မိရပြအာအမှတ်လူဝတ်ချက်တွေဘာတွေပြောဖို့ကတော့စောသေးတယ်ဘာကြောင့်လဲဆိုတော့ဒီ group မှာကစပိန်တို့ဂျော်ဂျီယာတို့အုပ်စုကနှစ်ပွဲပဲကန်ရသေးတာဆိုတော့ကြောင်မလို့စပိန်ကတော့နှစ်ပွဲကန်ပြီးတော့6မှတ်နဲ့အဆင့်တရနေတယ် ဂျော်ဂျီယာကတော့လက်ရှိမှာ၃မှတ်ဆိုတဲ့အနေအထားမျိုးနဲ့အာတူရကီနဲ့အမှတ်တူတဲ့အနေအထားမျိုးပေါ့လေဆိုတော့ဂျော်ဂျီယာကတော့အဝေးခွင့်ဖြစ်တာကြောင့်မလို့အာခံကံပဲဂိုးသွင်းနိုင်စွမ်းလည်းရှိပါတယ်သူတို့မှဒီတိုက်ဆက်ကောင်းတဲ့ကစားသမားတွေလည်းရှိတယ်အဓိကတော့ဂျော်ဂျီယာဘက်ကကြည့်မယ်ဆိုရင်တော့တေးတမတ်တို့ကခံဆော့မယ်စပိန်ကတော့ဒါသုံးမှတ်ရအောင်ပဲဆော့မယ်ကိုအရင်ကြီးပြတ်မယ်လို့တိုက်စစ်ကိုကျွန်တော်မထင်ဘူးပေါ့လေလူနာတွေများနေရကြောင်းမလို့ဒီနေ့ဒါကြောင့်မလို့ဒီနေ့ပွဲမှာကျွန်တော်ရဲ့ပွဲချုပ်ခံမှန်းအကြိုက်ကတော့ဂျော်ဂျီယာဘော်ဒီကြိုက်ပါတယ်အာပွဲချုပ်ခံမှန်းအထင်မြင်ချက်ကတော့ ဂျော်ဂျီယာဖြစ်ပါတယ်ဆိုတော့မနေ့ကကျွန်တော်တို့ဖန်တီးခဲ့တဲ့နှစ်ဆမောင်းရလက်ကိုပြောရမယ်ဆိုရင်အပေါ်ဆုံးကကာစစ်စတန်ပွဲကအနိုင်ရသွားပြီဒီနေ့နှစ်ပွဲဆော့မှာအလဲကပေါ်တူဂီပွဲနဲ့ဆမ်မာရီနိုပွဲနှစ်ပွဲကဒီနေ့ညဆော့မယ်တပတ်ခါကျရင်ခရိုအေးရှားပွဲဆော့မယ်အဲ့ဒီသုံးပွဲကြံပါအောင်မယ်ဆိုတော့နှစ်ဆမောင်းကတော့နိုင်ဖို့ရခိုင်လုံး chance တော်တော်လေးများပါတယ်လက်ရှိမှာကျွန်တော်ဒါ YouTube မှာတင်ထားတာဒါက၅ပွဲမြောက်ပေါ့လေရှုံးပွဲလည်းမရှိသေးဘူးဆိုတဲ့ကြောင့်မလို့နှစ်ဆမောင်းလေးကိုကျွန်တော်တင်ပေးနေပါတယ်လိုက်ဆော့ကြည့်ပါလိုက်ထရန်ကြည့်ပါအားလုံးပဲဒီဗီဒီယိုလေးကိုလည်း like comment share လေးနဲ့အားပေးသွားပြီးပါ ဒါ comment မှာကျွန်တော် Telegram channel link လေးခြားထားပေးမယ် Telegram channel ထဲကို join နိုင်ပါတယ်ထပ်ပြီးတော့ပြောပြရရှိတာကကျွန်တော် Viber ကဖုန်းအပြောင်းလဲလုပ်ထားတယ်အပေါင်း63လုံး135ခုကို38ဆိုရဲ Viber ကကျွန်တော်ဖုန်းအဟောင်းထွက်ပြီးတော့ဖုန်းအသစ်မှာပြန်ဝင်လိုက်တဲ့အခါမှာ အာမက်ဆေ့အဟောင်းနဲ့ကျွန်တော်မမြင်ရဘူးဖြစ်သွားတယ်ဗောလေအဲ့ဒီအချိန်မှာကျွန်တော်စီမှာမန်ဘာဝင်ထားတဲ့ညကို2ဦးနောက်ဆုံးမှာမန်ဘာဝင်ထားတဲ့ညကို2ဦးကျွန်တော်နာမည်မှတ်မှတ်မိလိုက်တာရှိတယ်အဲ့ဒီညကို2ဦးကျွန်တော်ကိုပြန်ပြီးတော့ဟိုင်းပေးပါအာကျွန်တော်မန်ဘာပွဲပေးဖို့ပြပါမယ်အာကျွန်တော်ဘက်ကမက်ဆေ့အဟောင်းတွေပြန်မမြင်ရတော့နာမည်လဲဟိုမှတ်ဖို့နောက်ဆုံးမှာနှစ်ယောက်ကမိသွားတယ်ဆိုတော့ကြောင့်မလို့ကျွန်တော်ကို Fiber ကနေပြန်ပြီးတော့ဆက်သွယ်ပေးပါကျွန်တော်မန်ဘာပွဲ ပေးပို့ပေးပါမယ်။ကျွန်တော်ဒီနေ့ညစပိန်နဲ့ဂျော်ဂျီယာပွဲမှာပွဲကြိုခံမှန်းကျွန်တော်အကြိုက်တင်ဆက်ပေးခဲ့တာကဂျော်ဂျီယာဘော်ဒီဖြစ်ပါတယ်။အားလုံးပဲညီကိုတွေကံကောင်းပါစေ။ Good luck ပါဗျ။ 1x နဲ့ပတ်သက်လို့အကောက်ဖွင့်ချင်တာ၊ဝတ်သွင်းငွေထုတ်လို့ချင်တာဆိုရင်ကျွန်တော်ရဲ့ Telegram သို့မဟုတ် Fiverr လောက်ကဲပြီးပါ။ Welcome ပါဗျ။